နောက်အနောက်လေးကိုရောက်မင်းဘောလုံးစေတာစပြီပြန်လှုပ်ပါဟုတ်ကဲ့တိုက်သူကကစားလာဒီတက်ပိနေကြီးဟုတ်ဟုတ်ပါအဲ1 2ပါစင်ကြီးဟုတ်သူကမျိုးစင်တာဘက်ကစားလာစင်တော့နော်ကစားလာစင်ဘယ်လိုစင်လဲဆိုတော့ကိုယ်သွားရှိတယ်ကျွန်တော်တော့ဟုတ်ကျွန်တော်အရှိရမကူအောင်ကာကွယ်ရဟုတ်သုံးယောက်တယောက်သုံးယောက်တယောက်ဆိုတော့ လာမဲ့လူတွေအတွေ့အကြုံရှိတဲ့လူတွေကောလိဂျင်တွေဝင်တော့ဝေကန်တော့မစိုးမိဘူးတော့စီနီယာပြည်ရမယ်ကျွန်တော်ကစန်တာဘက်အားရဆုံးရောက်ဘောလုံးပေးလိုက်လို့ရှိရင်ကြိုက်သလိုလိန်ကြိုက်သလိုခေါက်ကြိုက်သလိုဆွဲ offside တော့မဖြစ်နဲ့ဟော positioning play ကိုသင်နေတာ哦လို့အဲ့တော့ဒါကိုရအောင်စင်အဲ့လိုပဲ မူဘလို့တော့မူဘလို့တော့တော့ကြိုင်ပွဲမှာ၃ယောက်လာတာမှမဟုတ်ပဲဗျာအများကြီးလာရင်၂ယောက်ပေါ့ကျွန်တော်1 2ရိုက်ပြီးတော့ကျော်သွားမယ်ကျွန်တော်က AC ပဲ၂ယောက်တော့ AC ပဲဖမ်းလိုက်တယ်ဟေးဘောလုံးဖမ်းတာကိုလူကိုဖမ်းလိုက်တာကဲလိုက်ရောဘောလုံးကြည့်ကျွန်တော်လူပဲကြည့်냐လူမျက်စိကိုကြည့်냐လူမျက်စိကိုကြည့်တော့ဘာနဲ့ကစားလူနဲ့ကစားမှာပါ ဘောလုံးကတော့ကိုကလေ့ကျင့်လာပြီးတော့ကျောင်းနေပြီဘယ်လိုဖမ်းလိုက်ဘယ်လိုထောက်လိုက်ဘယ်လိုရောက်ဘယ်လိုထောက်လိုက်ဘယ်လိုရှိမလဲကြော်သွားရင်ဘယ်ကောင်စီရောက်မလဲဒါကကိုနားလေနေတာဟိုရင်ကဘယ်ဖမ်းတော့မလဲဟိုမှာအားလည်းဘယ်စုံပြီးဝင်ကန်တော့မလဲကျွန်တော်ကဘူးစင်ပဲရွှေ့နေတာပေါ့ဟုတ်ကဲ့ဘူးစင်ရွှေ့တော့ energy အများကြီးကျန်တယ်နော်နော်သူတို့လည်းစားဟုတ်ကဲ့ဟုတ်သူတို့ကလာတော့ကျွန်တော်ကထိန်းအဲ့ဒါသိသွားတော့မှ ဟောဒီလိုပါလားအဲ့တော့၃ရောက်တယောက်ကျွန်တော်မတူတော့ကြော်လို့လည်းမရတော့ဟာကျွန်တော်အကြော်လည်းမခံဘူးကျွန်တော်ဘဲကြီးထောက်လိုက်ချိန်မှာကျွန်တော်ဖိလိုက်သူထောက်မဲ့ခြေကိုဒါ off balance လို့ပြော off balance ပြောတာနော် off balance ဖြစ်သွားတော့ဘဲကြီးထောက်လိုက်ချိန်မှာကျွန်တော်ဖိလိုက်တော့ဟုတ်ကောခြေတော့မရှိတော့ဘိုင်းလည်းပြစ်လဲတော့အဲ့တော့ကျွန်တော်ဘောလုံးကြီးတာဟုတ်ကဲ့ပါအဲ့ဒါပြီးမှဘောလုံးကြီးတာဟုတ်ကဲ့ဘောလုံးကအရင်ယူနေတယ် မင်္ဂလာပါဗျာကျောင်းနဲ့ချင်တဲ့အနေမှာပြင်လဲကြိုးစားပါဗျာဒီနေ့တော့မြမရွှေခေရဲ့ကနွေကစားသမားကြီးတွေရဲ့နေပြီးမှဥဆုံးမြင့်ပေါ့နော်ဒါနောက်တန်းခန်းစစ်ကစားသမားစင်တာဘက်ဥဆုံးမြင့်ဒါသူ့ဆိုလို့ချင်းဒါလမ်းမဆုံးမြင့်ဆိုပြီးမှလူသိများကြတယ်ဗျာဒါမလေးရှားသတင်းစာတွေမှာသူ့ကိုလန်ကီဆိုမြင့်ဆိုပြီးမှဟိုတခုတည်းအဖော်ပြခဲ့လို့ဒါလန်မဆိုမြင့်ဆိုပြီးမှနာမည်ကြီးသွားခဲ့တာပေါ့နော်ဒါသူပြောပြထားတယ်ဗျာဒီတိုက်စစ်ကစားသမား၃ယောက်ကနေပြီးမှခန်းစစ် တိုင်းစစ်ကစားသမား၃ယောက်ကိုပြောတာခန်းစစ်ကစားသမား၁ယောက်ကနေဒီမှာခုခံကာဝယ်တဲ့ကစားနည်းပေါ့နော်3 precious point အကြောင်းကိုရှင်းပြထားတဲ့ဗီဒီယိုကလစ်လေးတွေကိုစုစည်းပြီးမှတစုတစီတည်းကြည့်လို့ရအောင်စုစည်းပေးထားတယ်ဗျာအဲအဲ့ဒီကမ္ဘာစစ်မီနီးစနစ်ကိုဒါတင်ကြားပြသပေးတဲ့လူကတော့ဒါကျွန်တော်တက်တူတင်ရဲ့နီးပြဆရာဆရာငင်းပေါ့နော်ကန္နဝင်နီးပြကစားနီးပြရင်တယောက်ဖြစ်တဲ့ဆရာငင်းကနေပြီးမှသူ့ကိုစနစ်တကျတင်ကြားပြသပေးတဲ့အကြောင်းလေးတွေကိုသူကအသေးချာရှင်းပြထားတာဗျာ ဒီအဲ့ဒီသူရှင်းပြတဲ့ကစားနည်းပေါ့နော်3 versus 1ကဒါကဘာကျော်စင်တာဘက်တွေအကုန်လုံးကဒါနန်နန်နေနေကစားနိုင်ကြတယ်ဗျအဲ့ဒီ3 versus 1အဲ့ဒီကဘာကျော်ကစားသမားတွေတည်းကနေပြီးမှဒါဒါဒီ positioning နဲ့အရန်ကောင်းတဲ့ဒါလက်ရှိ Liverpool အသင်းရဲ့နောက်ခံကစားသမားပေါ့နော်စင်တာဘက်ဘန်ဒိုင်းရဲ့ကစားပုံတွေကဒါဆရာကြီးရှင်းပြထားတဲ့အချက်လက်တွေနဲ့တော်တော်သွားတူတယ်ဗျအာ ဒီပုံစံကိုကြည့်ရင်လည်းဗျာဒီဆရာကြီးကစားတဲ့ပုံတွေအဒီဗန်ဒိုက်ရဲ့ကစားပုံတွေနဲ့များဆင်တူနေမလားဆိုရင်တော့အာတွေးပြီးတော့အတွေးရင်ကြောင့်မျိုးနေသွားကြ။အဲ့ဒါကြောင့်မို့တချို့နေရာတွေမှာဆရာကြီးပြောပြရလေးတွေနဲ့ကျွန်တော်ဗန်ဒိုက်ရဲ့ကစားပုံတွေကိုကျွန်တော်ရှင်းတွဲပြီးဖော်ပြထားတယ်ဗျ။အဲဗီဒီယိုလေးကိုကျွန်တော်တို့လိုက်ကြည့်ကြအောင်လား။ကြည့်အဲ့ဒီတော့ကျွန်တော်ကကိုယ့်ကိုရဲစင်းပြင်ရတော့မထူးပါဘူးကွာ။ငါကဘူးမလာရွေးပြီးတော့ first line တော့လာတဲ့ဆိုတော့တခါဘာမှမပြောဘိုးနဲ့ဝေးပြီးတော့ဘလုံးတိုင်းအကုန်လုံးတင်းကျုံပြီးကန်တော့လာတာအဲ့ဟောနံပါတ်ထွက်လာတယ်ဗျာလန်ကီဆိုးမြစ်ဆိုတော့ဟုတ်လားမလေးသတင်းစာလန်ကီဆိုးမြစ်နံပါတ်ဆိုးမြစ်ဟုတ်ဟုတ်အဲ့ကျွန်တော်ကဟိုမှာဘိုးရဲ့ဘိုးနဲ့ဝေးပြီးတော့ကန် အဖအဲ့နာမည်လေးကလည်းမှတ်တိုင်ရနော်ဗာဗာစုမြေဗာဗာစုမြေဆိုဟုတ်ဒန်ကီစုမြေဆိုတော့ဟာ save the goal ဆိုတော့ဟုတ်ကဲ့အဲ့ဒါရောဒီအဲ့ဒါယူကနေစတာမနော်ကျွန်တော်တက်ပြီးတင်းဖွဲ့တော့ကျွန်တော်ကအရင်ဆရာကြီးနဲ့တွေ့ပြီလားအဖအဲ့တွေ့ပြီဟုတ်ဆရာကြီးနဲ့တွေ့ဆရာကြီးကဗာပြောလဲဆိုတော့မိတိုင်းမှာကစားတာတွေမိလိုက်တော့ကွာဟုတ်ကဲ့ပါအစ်စ်ပြန်လို့ ဆိုတော့ကျွန်တော်လည်းတွေ့သွားတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟာအဲ့ငါတိုင်းကြီးကစားလာတာပေါ့နော်ဒီကြတော့မိလိုက်တော့ငါဘယ်နေ့ပြန်ကြလို့စရမယ်အဲ့လိုသူညာအိတ်အိတ်မပြောစဉ်းစားနော်ငါဘာတွေများသင်ဦးမယ်မသိဘူးဒီဘောကွာသင်တာပေါ့သူနော်အတော်လေးကိုရောက်မင်းဘောလုံးစေတာစပြီပြန်လုပ်ပါဟုတ်ကဲ့ တက်သွားကစားလာဒီတက်ပြနေဒီဟုတ်ဟုတ်ပါ1 2 percent ဒီဟုတ်သူကအကြောင်းသားဆိုတော့အားနဲ့အင်းနဲ့ကစားနိုင်တယ်အားနဲ့အင်းနဲ့သုံးမျိုးစားနိုင်တယ်ဟုတ်ကဲ့ပြည်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 ကျွန်တော်တို့ကတော့အားနဲ့အင်းနဲ့စင်လာတာကိုဒီပြင်းနေတဲ့တိုင်းဟုတ်ကဲ့ပေါ်လုံးတွေ့ပြေးကံပြိုင်မျိုးချလိုက်မျိုးမှာတနစ်မရှိခဲ့ဘူးအားသုံးပြိုင်မျိုးမှာဟုတ်ဟုတ်ဘောလုံးကံတာပေါ့ဗျာဘောလုံးဆိုကံမှာဟုတ်ဟုတ်ဘူလန်းတာညာဒီနေ့နိုင် အဲ့လိုနဲ့ဒါဒီကြတော့မှအဲ့လိုနောက်တော့အဲ့ဒါလေးတင်ပြီးတော့မှဟောဒီလိုပါလားဘလုံးဆက်ရတာဘလုံးဘလုံးပို့ရတာဘလုံးဘလုံးဖမ်းရတာဘလုံးဟုတ်ကဲ့ပါဒါလေးတွေခြေကံလေးတွေပြည်တော့ဟုတ်ကဲ့ပါဟုတ်တော့ဆရာကြီးကကျွန်တော်အာဆီယံရင်းကနာပြတ်လိုက်နော်။ဟုတ်ဟုတ်။ရန်ကြီးကကျွန်တော်တဆင့်တက်ပြီးတော့ဟုတ်ကဲ့။အော်ဒီယိုစင်တာဘက်ကစားတာသင်တော့။နော်။ ကစားတယ်ဘယ်လိုသင်လဲဆိုတော့ကိုယ်သွားရှိတယ်ကျွန်တော်တော့ဟာကျွန်တော်အရှိရမကိုအောင်ကာကူရဟာအဖကျွန်တော်ကြားဟုတ်တယ်အဲ့ဒါ three versus one ဟုတ်ကဲ့ဟုတ်ကဲ့3-1ကစားတာပေါ့ဟုတ်ဟုတ်3-1ဖမ်းတာဟုတ်ဟုတ်ကျွန်တော်1ဟိုဘက်စနေဖို့အဆုံးရောက်ဟာကိုရီဝေးရဲ့ဟာဝေကန်ရဲ့ဟိုဘက်ကုဆုံးမြကြီးဆိုရှိသေးဟုတ်ဟုတ်အဲ့တော့ကျွန်တော်ကဒီ3ရောက် ဟိုလုံးပို့လိုက်တယ်လာလို့ရှင်ဂိုးမှုတော့မဖမ်းဂိုးမပေးရအောင်တာအားစရ၃ယောက်တယောက်ရဘယ်လိုနိုင်လဲငါနိုင်ရမနိုင်ရနေရှိအဲ့ဒါစင်ရအဲ့ဒါစင်ရဟိုအရင်ဆုံးကတော့မဖြစ်နိုင်ဘူးပေါ့ဗျာနော်၃ယောက်တယောက်၃ယောက်တယောက်ဆိုတာလာမဲ့လူတွေအတွေ့အကြုံရှိတဲ့လူတွေကောလိပ်ကြီးနေဝင်တော့ဝေကန်တော့မစိုးမြည်ဘူးလား တော့စီနီယာပြည်ရမယ်เนาะရအောင်ပါသူမီ offside ကမနေအပေါ်မှာပဲရအောင်တယ်ဆန်ကြီးကလာလို့ရှင်ဟိုတကြက်တန်နဲ့ငါးရငါးကြက်တန်တကြက်တန်ငါးကြက်တန်အစ်စ်ကလေးဘောင်းကြီးအိတ်တွေထည့်ပြီလားကျွန်တော်31တင်တော့မယ်ဆိုရင်31တိုက်စစ်က3ယောက်ခန်းစစ်က1ယောက်ခန်းစစ်ကကျွန်တော်ပေါ့နော် တိုက်စီရ၃ရောက်လာမဂိုးရှိမယ်စိုးမြေကိုကျော်ပြီးသွင်းနိုင်မယ်ငါကြက်ပေးမယ်တကူငါကြက်ပေးတယ်ကျွန်တော်ကအခုမှရောက်တဲ့လူနော်ចောင်းသားတိသူတို့ကတော့ចောင်းသားကြီးတွေဖြစ်နေပြီပေါ့ဗျာတော့ကိုစိုးမြေကြီးဆိုတာရှိသေးတယ်စိုးမြေကြီးတို့ကိုနေဝင်းတို့ငွေကြိုင်တို့သူကចောင်းသားဟောင်းကြီးတွေအိုးပလေယာတွေ University player ဟောင်းကြီးတွေပေါ့ ာဝင်းကနေပြေးဝေကန်းအလဲကကျွန်တော်ကစန်တာဘက်အားရီ၃ရောက်ဘောလုံးပေးလိုက်လို့ရှိရင်ကြိုက်သလိုလိန်ကြိုက်သလိုခေါက်ကြိုက်သလိုဆွဲ offside တော့မဖြစ်နဲ့ဟောအောင်မှသွန်နေပြီးတော့ဂိုးရှိတော့မရကျွန်တော်၃ရောက်လာရင်ကျွန်တော်နဲ့အပေါ်မှာပဲနေရမှာဒီလိုသွန်နေလို့မရလိုသွန်နေလို့မရဘူးနော်ပေါ်မှာပဲရှိရမှာ သုံးယောက်ကကြိုက်သလိုပြီးကြိုက်သလိုလိမ်ဟောဆိုင်မဖြစ်စီနဲ့အလားတကူကိုလို့ရှိရင်ငါချက်ပြီးမှာဟာချတာပေါ့ဟိုတော့ကြကြရဖို့လွယ်တာမှမဟုတ်ပဲနော်မြေဒီကုန်းမှာမဲသားနှစ်နဲ့ဓမီသောဆိုင်တစ်ချက်ခွဲပဲရှိတယ်အဲဟိုအဲ့တော့၃ယောက်တယောက်ဒါ31ဖမ်းတာပဲ အရင်ဆုံးတော့မတတ်ဘူးပေါ့ဗျာလူရလည်းငယ်သေးတယ်ဖန်လဲဆံမာသေးတယ်ပြေးရင်လွှားရင်လည်းနော်ဖြတ်ခံလိုက်ခြင်းတယ်ပါတော့အားရှိတော့နော်ဆရာကြီးနေတယ်အဲ့လိုကစားတာကျွန်တော်ဆရာကြီးနေတော့တော့ဖြည်း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 စင်းတဲ့ဆရာပြောပြလာဒီလိုဘောလုံးမြင်တိုင်းလိုက်ဖို့ မင်းကိုသင်တာမဟုတ်ဘူးတဲ့ဟုတ်လားဘောလုံးကမင်းစီလာမှာပဲတဲ့တစ်ချိန်ကျန်ဘယ်ပဲမင်းရောက်လာမှာပဲတဲ့မင်းလိုက်ဆရာမလို့ဘူးကွာဟန်ပြတော့ဝင်မင်းထွက်လိုက်အမောဖြေတာမင်းသူတို့မင်းစီလာမှာပဲတဲ့ဝင်းနေရဖောပေါ်ပေးမှာပဲကောင်းနေရောက်လာဟောဟုတ်သားပဲ ငါဟိုးပြင်တွေ့ရဒီမှာ blank ကြီးဖြစ်နေเนาะကိုင်းကြီးကဟာသွားမှာဒီမှာနှစ်ယောက်တောင်ရှိတယ်ပြေးလိုက်လွယ်လွယ်လေး goal သွားမှာငါပြင်ထွက်လိုက်လို့ဒီမှာကိုင်းကြီးကဟာသွားမှာနှစ်ယောက်တောင်ရှိတယ်သူတို့ပြေးလိုက်လွယ်လွယ်လေး goal သွင်းနိုင်တာပဲကောင်းမှစဉ်းစားဟောဟုတ်တာပဲမှန်တယ်ဆိုတော့အဲ့ဒါနဲ့ မင်းဘောလုံးမြင်တိုင်းလိုက်ဖို့မလိုဘူးတဲ့ဆိုနော်မင်းကိုယ်ကကွယ်ဖို့ရည်ကြီးတယ်ဟုတ်တယ်အဲ့ဒါခေါင်းထဲရောက်လာအဲ့တော့ဘယ်တော့တယောက်ဆိုဟန်လောက်ပဲပေါ့ဗျာဒီလောက်ဟန်လောက်ပဲဒီကြီးလိုက်သွားမလို့ဒီကြီးလိုက်သွားမလို့နော်ဟန်လောက်ပဲပေါ့နော်သူတို့လာလာပဲကျွန်တော်ထိုးပေါက်ဖို့နှစ်ယောက်တယောက်သုံးယောက်တယောက်လာလောက်တာပဲ အဲ့တော့အဲ့ဒီချိန်ထိကျွန်တော်ကပညာမရသေးတော့သူ့ပေးလိုက်လဲသူ့လိုက်ဒီပေးလိုက်လဲဒီလိုက်ပေါ့ဗျာဂိုးမှကြောက်တော့ဦးနော်ဟာမောတာပေါ့ရွှေ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 ပြေးနေတော့မောတာပေါ့နော်ရာကြီးဟာနောက်တော့မှဖြည်း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 နားလေတာဟောငါ့ကိုသင်နေဆရာသင်နေတာ ဘောလုံးလူးဖို့မှမဟုတ်ပဲငါ့ကို position ယူတောက်အောင်သင်နေတာပဲနော်။သုံးရောက်လာတယ်ငါဒီမှာဘလောက်ပိတ်လိုက်ရင်ဂိုးပိတ်သွားပြီအနောက်မှာလက်ကြည့်ဖို့မလို့ဒီဘက်လာတယ်ငါဘလောက်လာလိုက်လို့ရှင်ဂိုးပိတ်သွားပြီအနောက်မှာလက်ကြည့်ဖို့မလို့ရနေယူမယ်ပြေးရင်ဆက်လိုက်မယ်တွန်းလိုက်မယ်ဒီဘက်လာရင်ဂိုးပိတ်သွားပြီပြေးရင်ဆက်လိုက်မယ်တွန်းလိုက်မယ်အလဲပိတ်ရင်ရနေလိုက်မယ်မင်းလာခဲ့ ဘေးဘေးရွှေ့လိုက်မယ်ဘေးဘေးရွှေ့လိုက်မယ်အာနောက်တော့မှနားလေတော့ဟော positioning play ကိုသင်နေတာ哦လို့အဲ့တော့ဒါကိုရအောင်သင်အဲ့လိုပဲ move လုပ်တော့ move လုပ်တော့တော့မြန်းမယ် very swift move ပြန် swift ပြန်လာ swift ဘောလုံးထွက်သွားရင်အများဆုံးပြေးထွက်သွားပြန်ပြေးပြန်ရောက်လာဟိုကပြေးပြေးထွက်သွား ပြန်ပြေးရင်ပြန်ရောက်လာဒီ၃ရောက်ကချမ်းသမရှိတော့သူတို့ကိုတဲပြီးရှူဖို့ချမ်းသမရှိတော့ချမ်းသမပြေးတော့အချိန်မပြေးတော့ဟုတ်လားသူတဲဖို့အချိန်မပြေးတော့ကျွန်တော်ရောက်နေတဲဖို့အချိန်မပြေးတော့ရောက်နေအဲ့ဒီဟာတင် positioning play ဦးစင်မင်းရက်နေလိုက်လို့ရှင်ကိုဘယ်လောက်ပိတ်ပြီးသားဖြစ်ရကိုတချံပဲဖြစ်ရ ကိုးတိုင်တတိုင်းမရှိဘူး။မေးရကိုးတိုင်အရှင်။ကြားထဲမှာကိုကီပါရက်နေရင်ကိုးမှာဘိုက်သေးပဲဝင်မှာ။ဟိုဘက်သွားရင်မေးရကိုးတိုင်တတိုင်းအရှင်။ကျန်တဲ့ကိုးတိုင်ကြားထဲမှာကိုကီပါရက်လိုက်သူ့ဘိုက်သေးပဲဝင်မှာ။ကိုးသမားလည်းအဲ့ဒီကတက်သွားတော့ကိုယ်လည်းမပြေရတော့ကိုယ်ပေါက်လည်းလုံလုံယုံတော့တယ်ဒီလိုပြီးကစားတယ်ကစားနည်းကိုဗျာ အဲအဲ့တော့နေတိုင်းလူနေတိုင်းခိုင်နေတိုင်းအဲ့တော့ကျွန်တော်ကတော့မူဖို့ပေးရမယ်ဗျာကျွန်တော်ဖမ်းတဲ့လူဆိုတော့ကျန်တဲ့လူတွေကတော့ပူပူရသွားမယ်လို့ညီညီကိုရုပ်ရှင်ရုံမှာရုပ်ရှင်သွားကြည့်ကြဆရာပွဲပြီးပတ်စံပြီးအဲကိုလိုချင်နေဝေရငွေခိုင်လို့ကုစုမြင့်ကြီးလို့ပါအဲ့လိုပေးပြီးတော့ကျွန်တော်ဟိုတင်းအတက်မရဘူးနော် နောက်တော့ကျွန်တော်နားလည်လာတော့ကျွန်တော်ကအားလည်းရှိတယ်ငယ်တဲ့ငယ်သေးတော့မူဘလို့တာလည်းမြန်တော့သုံးယောက်ကချမ်းသမရ No chance ကိုရဖို့မလိုတော့မလွယ်တော့အဲအဲ့ဒါအခြေခံမှာအဲ့တော့သုံးယောက်တောင်ကိုချမ်းမလွယ်ဘူးဆိုတော့ပြိုင်ပွဲမှာသုံးယောက်လာတာမှမဟုတ်ပဲဗျာ အများလိုက်နှစ်ယောက်ပေါ့ကျွန်တော်1 2ရိုက်ပြီးတော့ကျော်သွားမယ်ကျွန်တော် AC ပဲနှစ်ယောက်တော့ AC ပဲဖမ်းလိုက်တယ်ဟိဘောလုံးဖမ်းတာမို့လူကိုဖမ်းလိုက်တာရလိုက်ရအောင်ဘောလုံးကြည့်ကျွန်တော်လူပဲကြည့်တာလူမျက်စိကိုကြည့်တာလူမျက်စိကိုကြည့်တော့ဘာနဲ့ကစားဘူးနဲ့ကစားမှာပါဘောလုံးကတော့ကိုကလေ့ကျင့်လာပြီးတော့ကျွမ်းနေပြီဘယ်လိုဖမ်းလိုက်ဘယ်လိုထောက်လိုက်ဘယ်လိုရောက်ဘယ်လိုထောက်လိုက်ဘယ်လိုရှိမလဲ ျော်သွားရင်ဘယ်ကောင်စီရောက်မလဲဒါအခုနားလဲနေတာနော်အဲ့ဒါလေးကတော့ပုံစီသွားတော့ဗျာကိုရက်လိုက်လို့ရှိရင်အနောက်လဲကြည့်ဖို့မလို့ဂိုးဘလောက်ပိတ်နေပြီကိုရက်လိုက်ရင်ဂိုးဘလောက်ပိတ်နေပြီအလွတ်ရသွားအလွတ်ရသွားတော့ဘောလုံးကစားလို့သိကောင်းသွားပြီနော်ကစားလို့သိကောင်းရင်ပေါ်ပါသွားဝါရီမရှိတော့နောက်မှာဂိုးဘူးလားဂိုးပြရတော့မလားလဲကြည့်ဖို့မလို့အဲ့ဒီပညာ ဘူးမှမရှိဘူး။အရေးဘာမှမရှိဘူး။ပြစ်ထည့်လိုက်တာအကုန်ခောက်လိုက်လို့ရင်ထွက်သွားတယ်။ဒီမှာဘူးမှမရှိတော့ဘူး။ဘယ်တော့မှကျွန်တော်ပြစ်မထည့်ဘူး။ကျွန်တော်ဘောင်းပြီးဘယ်တော့မှမပြေးဘူး။ဘယ်တော့မှ slide တက်ခဲ့မှာလို့အေးအဲ့လိုဟိုရဘယ်ဖမ်းတော့မလဲ။ဟိုမှာအားလည်းဘယ်စုံပြီးဝင်ကန်တော့မလဲ။ကျွန်တော်က ။ဟုတ်ဦးစင်ပဲရွှေ့နေတာပေါ့။ဟုတ်ကဲ့။ဦးစင်ရွှေ့တော့ energy အများကြီးပြန်တယ်။ဟုတ်။နော်။သူတို့လည်းစာ။ဟုတ်ကဲ့ခင်ဗျာ။သူတို့ကလာတာကျွန်တော်ထိန်း။အဲ့ဒါသိသွားတော့မှာ။အော်ဒီလိုပါလား။အဲ့တော့သုံးယောက်တယောက်ကျွန်တော်မတူတော့ကျော်လို့လည်းမရတော့။ဟုတ်။ကျွန်တော်အကျော်လည်းမခံဘူး။နော်။နေလို့လည်းမရဘူး။သူကနေသေးတယ်ရှိတယ်နော်။ ီဘက်ခောက်လို့ရှင်ဒီဘက်လှည့်ရဒီဘက်ကိုခောက်လိုက်လို့ရှင်ကျွန်တော်ကဒီဘက်ပြန်ပြန်အခုကစားနေတာလေမားနေတာလေဒီဘက်ခောက်ရင်ဒီဘက်လှည့်ရဟုတ်ဟုတ်ပါသူတို့ကမြင်းနဲ့ချင်းဆိုင်ကိုဟုတ်ကာကွယ်တာမြင်းရှင်ဆိုင်ဒီမှာကာကွယ်လို့ဆိုတော့ဒီဘက်လှည့်ဒီဘက်လှည့်မြင်းနဲ့ချင်းဆိုင်ဖြစ်သွားဟုတ်ဟုတ်အဲ့တော့ဟိုကောင်းဝင်တူတောင်နဲ့ထောင်းမှပြက်ပြက်လာလို့ဘူးပြရဒီဘက်လှည့်ရင်လည်းဒီလိုပြန်လှည့် ိုကနည်းနည်းချင်းဆိုင်ဟုတ်ကဲ့ပါဟုတ်ဆိုတော့ကျွန်တော်တို့ကဒီဘက်လဲကျွန်တော်ကဒီလိုပဲသွားမယ်ဟုတ်ဟာဟုတ်သွားမယ်ဒီဘက်လဲလဲဒီလိုပဲဟုတ်ဟိုဒီဘက်လဲသွားမင်းဘယ်လောက်သွားအပြင်ထုတ်လာပြီအတွင်းမပေးတော့ကိုရဲဦးဒါဝရင်းပေါ့နော်တတိယဝရဲ့ fundamental လေးတွေပေါ့အဲ့လိုကျွန်တော်တို့က၃ယောက်တယောက်ဗျာဖန်းလာပြီးပြီးကစားနေပြီး စားရပြီးပြီဆိုတော့တကယ်ပွဲကြီးကြတော့၃ယောက်တယောက်မလာတော့ဘူးဗျာအများဆုံး၂ယောက်ပေါ့နော်ဟုတ်၂ယောက်လာပြီးကျွန်တော်ထိုးပေါက်မယ်၂ယောက်လာပြီးထိုး၃ယောက်ဆိုတော့မလာနိုင်အဲ၂ယောက်တော့ပါဆိုကျွန်တော်အေးစစ်စစ်ပဲ၃ယောက်အောင်ကျွန်တော်ဖန်လာပြီးဟာ၂ယောက်တော့လာရင်လိုလာပဲကျွန်တော်လေချွင်ပြီးတော့စောက်လာခဲ့ဟုတ်ကဲ့ပါ confident ဖြစ်လာနော်ဟုတ်ဟုတ်တနည်းအားဖြင့်ဆရာကြီးက self confident ဖြစ်အောင် သင်ပြတာပေါ့သင်ပြတာပေါ့ psycho psychological ရာ psychology ကိုကိုယဉ်ကျေးမှုရှိအောင်တက်လာ national ကစားတဲ့အချိန်မှာဘာမှကြောက်စရာမရှိဘူးလာခြင်းနဲ့ကုန်လာဘူးအဲလိုတွေဖြစ်တယ်ဟုတ်ဒါပေမဲ့အခုကလေးတွေကနေ့ကလေးတို့မသိရအောင်အင်္ဂါသာနားလိုက်ပြီးတော့သူတို့လူချင်းနဲ့ပတ်တယ်မဲ့သူစင်မျိုးပေါ်လာမှာဟာမှန်ပါ ဒီကောင်လေးတွေဒီကကျွန်တော်ပြောတဲ့ဟာမျိုးတွေမသိဘူး။ဟုတ်။ဥပမာလည်းမသိဘူး။နော်။ scientifically ဘယ်လိုတန်တင်လုပ်တယ်ဆိုတာလည်းမသိမသိဘူး။ဟုတ်။အဓိကကျွန်တော်တို့ stability ကောင်းမှာဟုတ်ကဲ့ပါဟုတ်။နော်။ကျွန်တော်ခြေတော့ကျွန်တော်တော့မြဲနေရကျွန်တော်တွန်းလိုက်ရေပဲတော့လဲဘူးကျွန်တော်ဟုတ်ဟုတ်ကဲ့ပါဟုတ်။ကျွန်တော်တွန်းရကျွန်တော်လဲရောဟုတ်ကဲ့ပါ။အမှားတွန်းလိုက်တာဟုတ်။ကျွန်တော်ဒီကဒီဘက်ကနေပြီးတော့ဘယ်ဘက်ကိုတွန်းမလဲ ခင်ဗျာညာချီထောက်ထားတဲ့အချိန်ကျွန်တော်ဖိလိုက်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဖိလိုက်ရခင်ဗျာဟိုဘောထောက်ဆယ်ချီတော့မရှိတော့ဟုတ်ကဲ့ဘိုင်းဆိုလဲရုံပဲရှိဟုတ်ကဲ့ပါဟုတ်နော်ဟုတ်ဒီဘက်ဆိုရင်ကျွန်တော်ဘဲချီထောက်လိုက်ချိန်မှာကျွန်တော်ဖိလိုက်သူထောက်မဲ့ချီကိုဒါ off balance လို့ပြောတာ off balance ပြောတာနော် off balance ဖြစ်သွားတော့ဘဲချီထောက်လိုက်ချိန်မှာကျွန်တော်ဖိလိုက်တော့ဟုတ်ချီတော့မရှိတော့ဘိုင်းလိုပြည့်လဲတော့အဲ့တော့ကျွန်တော်ဘောလုံးကြီးတာဟုတ်ကဲ့ပါအဲ့ဒါပြီးမှဘောလုံးကြီးတာဟုတ်ဘုကဘောလုံးအရင်ယူနေတယ်ဘောလုံးလက်လက်သူး ။ငါခြေတော့တဲ့ကပေါ်လို့ရအောင်သွားလို့ဘယ်လိုလုပ်ရမလဲ။သူလည်း national player ပဲ။ကျွန်တော် national player ။ရွေးချင်အတူတူပဲ။ဟုတ်ကဲ့။ငါ control လုပ်ထားတဲ့ပေါ်လို့လူမရဘူး။ငါလိမ်ပြီးတော့ထွက်သွားတော့။ off balance ရအောင်အရင်လောရအောင်။ balance ကိုအရင်ဆုံးကျွန်တော်က body နဲ့ဖိလိုက်တာ။ body နဲ့ဖိတာဆိုတော့သူ့ကြီးတော့သူ့တောင်စစ်မထွက်အောင်။ဟုတ်ကဲ့။ try and fall ။သူဖိတာ။ဟုတ်ဟုတ်။အဲဒါကိုကျွန်တော်အဲ။ဆွဲမင်းပြီးတော့ပြောလိုက်သေးဆွဲသားမင်း ဆွဲတဲ့ချိန်မှာကျွန်တော်လိုက်ဖိလိုက်တာအပြင်းစုံတွေကိုမောင်းပို့တာပေါ့အဲဒီသူဆွဲတဲ့ချိန်မှာကျွန်တော်လိုက်ဖိလိုက်တာဟုတ်ကဲ့ပါဟုတ်ဟုတ်မဆွဲရင်ကျွန်တော်ဘာမလုပ်မင်းရမင်းရကြည့်နေမင်းဆွဲမလားဆွဲရတယ်ဆွဲပြီးပြေးပြီးဆိုတော့မှကျွန်တော်လိုက်တွန်းထုတ်လာဟုတ်ကဲ့ပါဟုတ်ကဲ့ခြေတော့မကန်ဘူးကျွန်တော်ခြေတော့ဒဏ်ရာတွေမရှိဘူးဟုတ်ကဲ့အကောင်လို့မြေအဲ့လိုပေါ့ဆံကြီးကအဲ့ဒါတွေ ခြေခံကြကြတင်ပေးလိုက်တော့ကျွန်တော်တို့က nationality ဘေးကင်းစွာလူမျိုးစွာနဲ့ကျွန်တော်ကစားသွားနိုင်တယ်ဟုတ်ကဲ့ဟုတ်ပါဘူးစားသွားနိုင်တယ်အဲလိုပညာရရဟုတ်ရှားတော့အများကြီးကျေးဇူးတင်တယ်ဟုတ်ကဲ့ကံတော်ရင်းပေါ့ကျွန်တော်တို့ကတော့ကတော့လိုက်ပါပြီဟုတ်ဟုတ်ကဲ့ရှားကြည့်ရအောင်ဘောလုံးကအခုကျွန်တော်စီရင်ဦးဦးလေး ကနေ့ချိန်ကြီးတယ်ဘူးမမစင်နိုင်ပါဟုတ်ကဲ့ပါဟုတ်ပါဘူးမမစင်နိုင်ဘူးကျွန်တော်တွေ့သေးဟုတ်ကဲ့ဟုတ်ကျွန်တော်ဒီလာရတယ်ဒါတော့ဒါပဲပြင်ပြီးတယ်မင်းတို့ဒီရက်ဒီရက်နေ့ရက်သုံးရက်နဲ့မရဘူးပါလေဟုတ်ကဲ့လာတဲ့နေ့နဲ့ချိန်ပြီးစင်ရတာဟုတ်ကဲ့ပါဘာဖြစ်လို့ဒီ mindset ကဒီမှာဘယ်နေရာရက်လိုက်လဲငါကိုကဘယ်လောက်လုံးဂျုံနေပြီယူလဲကြည့်ဖို့မလို့ အင်္ဂါကိုတွတ်တွတ်ပြီးသားပေါ့နော်ဥပါဖဲကြည့်နေကဆွဲသွားမှာပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟိုဘက်မှာလက်ကြည့်စရာမလိုဘူးဘာဖြစ်အေရီယာရှိတယ်လေဘုဒ္ဓမန် understanding လည်းအရေးကြီးတာဟာအရေးကြီးတာပေါ့ဘုဒ္ဓမန်လည်းပန်းနံပူကြီးဟုတ်ကဲ့ဥပါနာမည်ကြီးကြီးလေကျွန်တော်ကတိုင်အရှင်တိုင်တတိုင်းပဲဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ကျွန်တော်နဲ့အစီတိုင်းနဲ့ကြားပါပဲနေဟုတ်ဒီဘက်ကအစီတိုင်းကြားပါပဲနေဆိုတော့ထွက်လာမယ့်ဘောလုံးက၃ခုပဲရှိမယ်အဘာနဲ့ block ဖြစ်ရင်ဖြစ် မဖြစ်ရင်ဘေးထွက်အထွက်မထွက်ရင်ဘုံသွားတဲတဲရောက်မှာအဲပြပြပြီဟုတ် white angle ဘယ်တော့မှကျွန်တော်မပြီးဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတော့ပါပါဘောပါနော်ဟုတ်ကဲ့အဲ့ဒါကိုမင်းလူငယ်တွေမကြည့်ဘူးပြီးကြအောင်ဟုတ်တယ်ဟုတ်အရန်တတ်မှုရှိပါတယ်နော်ຢ່າပြတာဒီခေဘောလုံးသမားတွေကြားရင်လေအတွေးလေးတစ်ချက်ဝင်သွားရင်ဟိုတော်တော်တန်ဖိုးရှိတဲ့ဟာသူတို့ကလိုက်လို့ဖို့ပဲလိုတာပါဟုတ်တယ်ဟုတ်အဲတော့ကျွန်တော်လာဒီပညာတောင်းရင် ကျွန်တော်ပြောဟာရဲနေနေပြရမယ်။ဘာဖြစ်လို့ဆိုကို area area ကို area ရဲ့ဘယ်နေရာမင်းရလိုက်လို့ရှိရင်ဘလုံးဟိုကလိုင်းကြောက်ပြီးတော့ဟိုကအခုပြေးနေရတယ်သူတော့ဟုတ်ကဲ့နောက်ပြန်ပြေးရတယ်ပါဟာအိုးအိုးအတော်ဆိုးတယ်ကိုကိုသမားနဲ့မျက်နှာချင်းလိုက်ပြေးတဲ့ဟာကြီးကတော့တော်တော်ဆိုးတယ်ကျွန်တော်ကပြောလားငါကအဲ့ကျွန်တော်သိနေပြီဒီဘလုံးကဘယ်လိုဘယ်လိုနဲ့ကစားမလဲဘယ်လိုသွားမလဲ နောက်ကြောင်ဒီကောင်ဘယ်လိုလုပ်မလဲသိနေပြီဒါပေမဲ့ကျွန်တော်ကသိနေပြီမယ်လို့ကျွန်တော်ကသူ့ကိုဖွင့်ပေးတယ်ဒီဘက်ဘယ်ရောညာဖွင့်ပေးတယ်ဘယ်ရဆိုဖွင့်ပေးတဲ့ဟာဒီကိုမောင်မပေးဘူးကိုဧရိယာတဲ့တဲ့အကျယ်ကြီးကိုမပေးဘူးဟုတ်တဲ့တဲ့ဝင်ဖွင့်သွားတယ်ကန်လိုက်ကိုမောင်ဟုတ်ကဲ့ပါဟိုဘက်ဘူးချင်းနဲ့နေကန်လာတောင်းနေဘက်ကိုဟိုဘက်နေရိုအင်္ဂယ်ကိုကျွန်တော်ပေးတာဟုတ်ကဲ့ဟိုဘက်ဆိုရင်နေရိုအင်္ဂယ်ကိုပေးတာမင်းတို့ကဆွဲ ြိုက်တော့ဆွဲဒီပြက်လည်းနဲကြိုက်တော့ဆွဲဒီအလေတော့မကန်လာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီဒီ mindset ကလည်းရဖို့မှန်ပါပါဟုတ်ဒီပေါ်ကတော့တဲတယ်ကြီးဗျာတော့ဟိုကလိန်တော့ကားတယ်ကြီးတယ်တော့ open go ဟာဝင်းပြန်ပြီနော်အဲ့ဒါကြီးကဒီပြဆရာကြီးမလုပ်နေလေဟုတ်ကဲ့ဟုတ်ပါတယ်ခင်ဗျာဒါလေးမလေးလာပြီးသင်ပေးရအောင်ဟုတ်ကဲ့ခင်ဗျာဟုတ်သင်ပေးရမယ်ဆိုတော့မြန်မြန်သင်မဒီကောင်လေးကအသက်ကြီးနေပြီဟုတ်ပါ ကြရင်သူတို့နားယူတော့မှာဟုတ်လားဟုတ်ကဲ့ဗျာအဲ့ဒါအဲ့ဒီပညာ31ဆိုတော့အဲ့ဒါသူဘူးမမသိနေဆရာကြီးမသိနေဆရာကြီးရဲ့မျိုးစေ့ချပေးဗီဒီယိုလေးကိုအစောလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကိုကျမ်းပါလို့စိတ်ချမ်းသာကြပါစေခင်ဗျာ